င်္ဂလာပါရှင်ခொနရသားသမီးများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေတရှိခွန်ကဗီဒင်ရဲ့ YouTube Channel လေးကနေပြီးပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ဆ iamma ကတော့ Solar ຫນွေနီးဖြစ်ပါတယ် ਸਮਾ နေနဲ့ကတော့2025ခုနှစ်ဂျွန်လအတွက်တနင်္ဂနွေသားသမီးတွေရဲ့တလဆာအထူးဟောစတန်ကြီးကိုဟောကြားပေးသွားမှာဖြစ်ပါတယ် အစီအစဉ်လေးမစတင်ခင်မှာစင်မနေနဲ့မြင့်တာရက်ခံကျင်တာကတော့စင်မတို့ရဲ့ဗီဒီယိုလေးတွေကိုလည်းရှယ်ယာလေးပြုလုပ်ပေးပါစင်မတို့ရဲ့တရှိခွန်က YouTube Channel လေးကိုလည်း Subscribe လေးပြုလုပ်ပေးပါเนาะစင်မတို့ရဲ့ဗီဒီယိုလေးတွေကိုကြည့်တော့မယ်ဆိုရင်တော့ VPN လေးခံပေးဖို့မမေ့ပါနဲ့เนาะ ဒီလမှာဆိုရင်တနင်္ဂနွေအသားသမီးတွေအလုပ်ကိုင်းကိစ္စစီးပွားရေးငွေရေးကြေးကျန်းမာရေးအခြေပညာရေးအစအစအရာအဆင်ပြေစေဖို့အတွက်အထူးကံကောင်းစေမဲ့နော်ဒါကာလာလေးတွေပြုလုပ်ရမယ့်ရှယ်ရာလေးတွေကိုတခုချင်းပြောပြပေးသွားမှာဖြစ်ပါတယ်အရင်ဆုံးဒီလအတွက်တနင်္ဂနွေအသားသမီးတွေလုပ်ငန်းစီးပွားကဏ္ဍကိုအရင်ဆုံးပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီလအတွက်လုပ်ငန်းစီးပွားရေးနဲ့ပတ်သက်ပြီးတော့မိမိတို့လုပ်ငန်းပိုင်းလေးတွေမှာအနောက်ရှယ်လေးတွေနော်လုပ်ငန်းပိုင်းလေးတွေမှာအဆင်မပြေမှုလေးတွေ ုံတွေ့ရမဲ့လာလေးတလားဖြစ်ပါတယ်တဲ့အဲ့တော့မိမိလုပ်ငန်းတွေကိုပြုလုပ်တဲ့နေရာမှာစိတ်ကိုအေးစားထားပြီးတော့ပြုလုပ်ပေးပါနောက်ပြီးတော့အဆုံးသက်မှာတော့အောင်မြင်မှုတော့ရရှိမယ်အစပိုင်းမှာတော့ခက်ခဲမှုတွေကြုံတွေ့ရမယ်ပေါ့နော်အဲ့တော့အဆုံးသက်မှာတော့အောင်မြင်မှုတွေရရှိမယ်အနေထားမှာရှိတယ်မိမိကိုအကူအညီထောက်ပံ့ပေးမဲ့သူတွေပေါ်လာတာမျိုးတွေတော့ရှိတယ်နော်နောက်ပြီးတော့လူမျိုးခြားဘာသာခြားအကူအညီတာမျိုးအောက်လဲငယ်သားတွေအကူအညီထောက်ပံ့ကောင်းတွေရရှိတာမျိုးတွေကြုံတွေ့ရမယ်လုပ်ငန်းမိုင်းတွေကိုမန်မာနာကင်းစွာလောဘကြီးစွာလောက်ကင်ဖို့လိုအပ်ပါလိမ့်မယ်။နောက်ခက်ခဲနေတဲ့ အရာလေးတွေကတော့ပြန်ပြီးတော့အဆင်ပြေစေတတ်တယ်။လမ်းသစ်တီထွင်နော်လမ်းသစ်တီထွင်လာတဲ့လမ်းဟောင်းတိုင်းလိုက်တာ ပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်။တခြားဒီကိုကတီထွင်ကြံစပြီးတော့လုတ်တာနဲ့စားတော့လက်ရှိလုပ်ငန်းပိုင်းလေးကိုပဲအားဆိုင်ပြီးတော့ပြုလုပ်တာတော့အောင်မြင်မှုရရှိမဲ့အနေအထားမှာတွေ့ရတယ်ပေါ့နော်။အဲ့တော့ငွေကြေးရလုံမှုထဲအတက်ပညာဉာဏ်ပညာပိုင်းနဲ့ပတ်သက်တာလေးတွေပေါ့နော်။မိလုပ်ငန်းပိုင်းနဲ့ပတ်သက်တာလေးကိုအားဆိုင်ပြီးတော့နော်ဦးစားပေးပြီးလုတ်တာပို့ပြီးတော့အဆင်ပြေလိမ့်မယ်။ငွေကြေးဦးစားပေးမယ်ဆိုရင်ခက်ခဲမှုတွေကြုံတွေ့ရတတ်ပါတယ်တဲ့နော်။ အဲ့တော့ဒီလာတန်းမှာဆိုရင်အင်ကာနန်စနေနဲ့ကြာတာပြေးလုပ်ငန်းတွေအောင်မြင်မှုရရှိမဲ့လာလေးတလားဖြစ်ပါတယ်လုပ်ငန်းသစ်ဆောင်တီးပြီးတော့လုပ်မဲ့သူတွေလည်းဒီနန်းเนาะလုပ်ငန်းလေးနဲ့တွဲလုပ်လို့ရတယ်ဒီလုပ်ငန်းလုပ်နေတဲ့သူတွေအဆင်ပြေလင်းလိမ့်မယ်ပေါ့เนาะအဲ့တော့အင်ကာနန်တွေဖြစ်တဲ့ဆက်ပစ္စည်းနဲ့ပတ်သက်တဲ့လုပ်ငန်းတွေစားတောက်ကုန်လုပ်ငန်းတွေစတိုးဆိုင်စံဆိုင်ဆေးဆိုင်စီဆိုင်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေနောက်ထပ်ဒီကြာတာပြေးနန်းတွေဖြစ်တဲ့ပွဲရုံလုပ်ငန်းပွဲစားလုပ်ငန်းအတက်ပညာဉာဏ်ပညာပေါ့เนาะအဲ့ဒီ ဉာဏ်ပညာနဲ့ပတ်သက်တဲ့လုပ်ငန်းမုံလုပ်ငန်းတွေနောက်ထပ်စနေနေ့နေ့ဖြစ်တဲ့နိုင်ငံခြားနဲ့ဖက်ဆက်လုပ်ငန်းအထက်လုပ်ငန်းဒက်စီဒီဇယ်ထမင်းဆိုင်ထီဆိုင်နီးပညာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအချို့ပြုပါရတယ်။အဲ့တော့ဒီလုပ်ငန်းတွေနဲ့စီးပွားရေးလုပ်မယ်ဆိုအဆင်ပြေသလိုဒီလုပ်ငန်းလုပ်နေတဲ့သူတွေအတွက်ကအဆင်ပြေတဲ့နေထားမှာတွေ့ရပါတယ်နော်။ထိုနံပစ္စည်းတွေလည်းအဝင်ရှိပါတယ်။စနေနေ့ကြာတာပရင်းနဲ့အင်ကာနံပစ္စည်းတွေမမိအိမ်ကိုအဝင်ရှိပါတယ်။အဲ့တော့ဝန်ထမ်းတွေဆိုအလုံးမှာလုပ်ငန်းအသင့်နေရာအသင့်ဖွဲ့စည်းပုံအသင့်နဲ့လောက်ကရမျိုးတွေရှိမယ်။အပြောင်းလဲကိစ္စတွေလည်းပေါ်လာတာမျိုးတွေတော့ရှိရဲ။ယာရူးအဆင့်ဝင်ဝင်အဆင့်တိုးတက်လာတာမျိုးတွေကြုံမ မယ်လုပ်ငန်းပိုင်းထဲမှာတော့အရာရာစိတ်ပင်ပန်းမှုစိတ်ပီစီမှုတို့အများမယ်အတိုက်ခံတွေပေါ်တာမျိုးလေးတွေကြုံတွေ့ရပါလိမ့်မယ်တဲ့နော်အရောင်းဝလုပ်ငန်းလုပ်နေတဲ့သူတွေရောင်းဝအတက်ကြတော့ရှိမယ်အမြန်အစွန်းတော့နော်တစ်ခါတလေနဲလိုက်များလိုက်တော့ရှိမယ်ပုံမှန်တော့မဟုတ်နေပဲနဲ့နော်အမြန်အစွန်းအနည်းများနဲ့ဖြတ်တန်းရတတ်တယ်တဲ့ထင်သလောက်လည်းအမြန်မရတာမျိုးတွေရှိတယ်ရာသီအပေါ်လိုက်လုပ်ငန်းလေးနဲ့တွဲလုံနိုင်တော့ပို့ပြီးအဆင်ပြေပါလိမ့်မယ်နော်အဲ့တော့မိမိတို့အနေနဲ့ပေါ့နော်ဒီလုပ်ငန်းစီးပွားပိုင်းလေးတွေကိုဒီလအတွင်းမှာဘုနကလို့ပေါ့နော်ကိုကအရင်ကြီးပေါ့တီထွင်ချန်ဆ တာမျိုးအရင်တိုးချဲ့တာမျိုးမပြုတ်လို့ဖဲနဲ့လက်ရှိလုပ်ငန်းကိုပဲအားဆိုင်မယ်နော်ကိုကငွေရလို့မှုတဲ့ကိုရဲ့ပေါ့နော်ဒီဒီလှုပ်အားပိုင်းပေါ့နော်ဉာဏ်ပညာပိုင်းနေအဲ့လိုမျိုးပေါ့နော်ခွန်အားပိုင်းနေကိုအသုံးပြုပြီးတော့နော်လုပ်ငန်းလုပ်တာတွေကပို့ပြီးတော့အဆင်ပြေမယ်လုပ်ငန်းစီးပွားပိုင်းနဲ့ဒုကောင်းမှုကုသိုလ်လေးတွေဘာသာတရားလေးတွေဒါနသီလတွေနဲ့ရှင်တွဲလုပ်နိုင်တော့ပို့ပြီးအဆင်ပြေမယ်ထိုရာတွေအားနေတဲ့အခါမှာခက်ခဲမှုတွေကြုံတွေ့ရတတ်တယ်နော်နောက်ထပ်ဒီလအတွက်လူမှုရေးကဏ္ဍလေးတွေကိုပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီလထဲမှာလူမှုရေးကဏ္ဍလေးကတော့အကြီးမားပြဿနာတော့ ော့မရှိဘူးနာမည်ကောင်းတော့ရမယ်လုပ်ငန်းပိုင်းတွေမှာတော့အတိုက်ခိုက်လေးတွေပေါ်လာတာမျိုးတွေတော့ရှိမယ်တခါလေအကြီးကဲထက်လူကြီးပိုင်းနဲ့စိတ်သဘောထားကွဲလဲမှုလေးတွေရှိရဲ့ပေါ့နော်အဲ့တော့ထိုအတိုက်ခိုက်တွေကတော့မိမိကြော်လွားနိုင်တဲ့အနေထားလေးတွေတော့ရှိရဲ့ပေါ့အဲ့တော့မိမိအားထိုအတိုက်ခိုက်တွေရန်တွေကိုပြန်ကြည့်နေပဲနဲ့မိမိလုံးဝမရည်ရွယ်ချက်ကိုမိမိလုံးဝမအရာကိုပဲစောင့်ချလောက်တာတော့ပို့ပြီးအဆင်ပြေနိုင်ပါတယ်တဲ့နော်နောက်ပြီးတော့ဒီလအတွင်းမှာမိမိတို့အနေနဲ့ လူမျိုးသားဘာသာကြားတွေเนาะအကူအညီထောက်ပံ့ရရှိမယ်မိကောင်းဆွေကောင်းတွေတော့တိုးပွားတာမျိုးတွေတော့ရှိမယ်အဲမဲ့ပြိုင်ဆိုင်မှုလေးတွေကတော့လုပ်ငန်းပိုင်းထဲမှာတော့ရှိနေမယ်တဲ့ထို့အရာတွေကိုကိုကလှမ်းမကြည့်နေဘဲနဲ့ကိုလုံးဆရာရှိရဲ့လုပ်ကိုလုပ်ပါတဲ့အဲ့ဒါမှပို့ပြီးတော့အဆင်ပြေနိုင်နိုင်မယ်ပေါ့เนาะအဲ့တော့ငွေကြေးခံနာလေးတွေကိုပေါ့เนาะဆက်ပြီးတော့ပြက်ပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ငွေကြေးကံကတော့ငွေကုန်ကြေးကြတွေများနေမယ်လာတလဖြစ်တာပေါ့เนาะဒီလာထဲမှာငွေကုန်ကြေးကြလေးတွေများနေတတ်တယ်ငွေဝင်လန်းလေးလည်းပေါ်လာတတ်တာပေါ့เนาะဒါငွေဝင်လန်းလေးရတဲ့တစ်ဖက်တစ်လက်ပေါ်လာမယ်ငွေကုန်ကြေးကြလေးလည်းများမယ်ပေါ့เนาะအဲ့လက်ထဲမှာ ငွေမမြဲတဲ့လားလေးတလားဖြစ်တတ်တယ်ဝင်တလောက်ပြန်ကုန်နေတတ်ပါတယ်တဲ့နော်အဲ့လိုမျိုးကိုအတွက်မဟုတ်ဘဲနဲ့နော်မမိရဲ့မိသားစုတိုင်းဝိုင်းတဲ့အကူအညီထောက်ပံ့ပေးရမှာကိုအိမ်အတွက်နော်ငွေကုန်နေတာအချောင်းမင်းမင်းနဲ့ငွေကုန်နေတာမျိုးလေးတွေရှိရဲ့ပေါ့ကိုရဲ့မိသားစုတိုင်းဝိုင်းကိုလည်းအကူအညီထောက်ပံ့ပေးနေရမျိုးလေးတွေရှိပဲပေါ့နော်အဲ့လိုမျိုးလေးတွေအဲ့တော့ငွေကဖြန်လန်းနီးနဲ့ငွေရှာတာလေးတွေလောင်းကစားပြုလုပ်တာလေးတွေအထူးရှောင်ပေါ့ဒီလာထဲမှာအောက်မှာဖြန်လန်းနီးနဲ့ငွေရှာတာလောင်းကစားလုပ်တာမျိုးလေးဆိုဒုက္ခရောက်တတ်ပါတယ်နော်အဲ့တော့ငွေကရှာနိုင်မှစုဆောင်းနိုင်မှမြဲမယ်ငွေရောပေါက်တွေထိနေမှမြဲမယ်အဲ့တော့မိုးလင်းထားတဲ့လက်ပွင့်ကာတာလက်နှိုးကာတာ လေးရွတ်ပြီးတော့ဖြတ်တန်းပေးပါငွေကြေးကန်ကောင်းလာလိမ့်မယ်နော် နောက်ထပ်အိမ်တွင်းအိမ်နောင်ရေးခန္ဓာလေးတွေပြပြပေးသွားမယ်အဲ့တော့ဒီလအတွင်းမှာတနင်္ဂနွေသားသမီးတွေအိမ်တွင်းအိမ်နောင်ရေးကတော့ကြီးကြီးမားမားပြဿနာမရှိပေမဲ့လည်းတစ်ခါလေစိတ်လုံးမချမှုတွေရှိနေတယ်အကြီးငယ်ပိုင်းနေတဲ့အတိုက်ခံအခြေတင်လေးစကားများလာလေးတွေရှိနေတတ်ပါတယ်တဲ့မိမိအိမ်နောင်ဘက်ကတော့အဆင်မပြေမှုလေးတွေအနှံ့ငယ်တော့ရှိနေတယ်ပေါ့နော်ဒါမှလည်းကြီးကြီးမားမားကွက်ကိန်းပြက်ကိန်းတော့မရှိဘူးမိမိအိမ်နောင်ဘက်ကြောင့်စိတ်ပင်မဲ့တာမျိုးစိတ်ပူဝတာမျိုးစိတ်လုံးမချမှုတွေရှိရတခါလေသူတို့ခွန်းကိုတို့ခွန်းနဲ့စကားအခြေတင်လေးပြောတာမျိုးတွေရှိမယ်ကြီးကြီးမားမားပြဿနာတော့မရှိဘူးကွက်ကိန်းပြက်ကိန်းတော့မရှိဘူးပေါ့နော်ဒါပေမဲ့ကိုယ်စိတ်နဲ့တထ တ်တယ်မကြနေတာမျိုးတွေတွေ့ရတယ်မမိအိမ်တော်ပဲကြောင့်စိတ်ပင်ပန်းတာမျိုးတွေရောဂျုံရမယ်ပေါ့နော်အဲ့လိုမျိုးတွေရှိတယ်ဒါအိမ်တွင်းအိမ်တော်ရေးခံစားလေးတွေ နောက်ထပ်ငွေရသူတွေအတွက်မြေတားရေးခဏလေးတွေပြပြပေးပါမယ်ဒီလာထဲမှာငွေရသူတွေအတွက်စမ်းပွင့်တဲ့ကာလဖြစ်ပါတယ်လူချစ်လူကင်ပေါ်မယ်ပေါ့နော်အော်ကို့သဘောကျတဲ့သူလေးတွေပေါ်မယ်စိတ်ဝင်စားတဲ့သူတွေပေါ်လိုက်ပေါ်လိုက်မယ်ကို928မြေတားနဲ့တော့1500မြေတားနဲ့ရောချစ်တဲ့သူလေးတွေပေါ်လာနိုင်တယ်ပေါ့နော်အဲ့လိုမျိုးဒါအခြေရေးကဏ္ဍငွေသူတွေအတွက်စမ်းပွင့်မယ်ဒါပေမဲ့အခြေရေးပိုင်းတွေမှာပေါ့နည်းနည်းလေးသတိထားရမယ်အလိညာအနေနဲ့တိုးတက်တယ်အဲ့တော့ချစ်သူစုံတွဲတွေအနေနဲ့ကတော့ပေါ့နော်အခြေရေးကဏ္ဍလေးမှာမြေတားရေးကဏ္ဍလေးမှာပေါ့အဆင်ပြေတဲ့ရက်လေးတွေရှိသလိုအဆင်မပြေတဲ့ခါလေးတွေလည်းရှိရဲပေါ့နော်ချားလို့နောက်ရှက် လေးတွေဝင်လာတာမျိုးတဝင်းတို့စိတ်မချတာမမိပေါ်အလေးနဲ့မထားမှုကြောင့်တခါလေးစိတ်လိုမချမှုတွေတွေဖြစ်တတ်တယ်တဲ့နော်အဲ့တော့မမိချစ်သူကြောင့်တခါလေးစိတ်ပင်မဲ့နေရမျိုးရှိမယ်တဝင်းတို့မှုတွေစိတ်မချမှုတွေတန်တရားပွားဆရာလေးတွေပေါ်လာတတ်ပါတယ်တဲ့အထို့ကြောင့်ချစ်သူဆုံးတွဲတွေအနည်းနဲ့ကတော့ကထောက်ကစားလေးတွေများမယ်ရန်ဖြစ်လိုက်ပြန်ချစ်လိုက်တော့ရှိမယ်ပေါ့နော်ဒါချစ်သူဆုံးတွဲတွေအဓိကတော့ဒီအခြေရေးဆရာရှုပ်တာလေးတွေပေါ့နော်အပျော်ပါလေးတွေရှောင်ပေးရမှာဖြစ်ပါတယ် နောက်ထပ်ချမ်းမရေခန္ဓာလေးတွေပြက်ပြက်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ချမ်းမရေခန္ဓာလေးကိုကြည့်လိုက်တဲ့အခါမှာဒီလမှာနည်းနည်းလေးပေါ့ခြူချတတ်တဲ့မျက်စိအားနေတာအောင်ကျော်အားနေတာလေးတွေသွေးအားနေပြီးမူမောရှင်တုံနာလေးတွေလေထိုးလေအောင်နာလေးတွေဖြစ်တတ်တယ်ပေါ့နော်တော့အသက်အန္တရာယ်ဆိုရင်ဆရာမရှိပေမဲ့မက်တနာလေးတွေဖြစ်မယ်အသက်ကြီးပိုင်းတွေကိုကြည့်လိုက်တဲ့အခါမှာမူမောရှင်တုံနာအကျော်အားနေတာခေါင်းမကြည့်တာအိတ်မပြော်တာလေးတွေဖြစ်တတ်ပါတယ်တခါလေးဆေးတိုးဆေးတောက်လောက်ရတာလေးတွေကြုံရမယ်ပေါ့နော် အားတော့ကျမ်းမာရေးခန္ဓာပေါ့နောက်ထပ်ဒါတနင်္ဂနွေသားသမီးလေးတွေပေါ့နော်ဒီလအတွက်ပညာရေးခန္ဓာလေးကိုကြည့်လိုက်မယ်ပညာရေးကတော့တိုးတက်မယ်ဆရာကောင်းတွေးမယ်အသိပညာဘုသူတာလေးတွေတိုးပွားမယ်ပေါ့နော်အဲ့ပညာရေးစတာလေးကကောင်းမွန်မယ်သင်တန်းတက်ဖို့ကိစ္စတွေဆောင်ဖို့ဖြေဖို့ကိစ္စတွေရှိတယ်ဆိုရင်လည်းဖြေပါအောင်မြင်နိုင်တယ်သင်တန်းတက်မယ်ဆိုရင်လည်းကိုယ့်အတွက်အထောက်အကူပြုလိုက်မယ်ပေါ့တခါလေပညာရေးဘက်မှာစိတ်ပါဝင်စားမှုအားနည်းတက်တဲ့အတွက်တည်းနည်းနည်းလေးအလေးနဲ့ထားပြီးတော့စူးစမ်းနိုင်မှအောင်မြင်မဲ့နေထားမှာတော့ရှိရဲ့ပေါ့နော် အဲဒီလအတွက်ခီးကန်လေးတွေပေါ့ပြည်တွင်းပြည်ပခီးကန်လေးတွေကတော့အကောက်ပါတယ်ပြည်တွင်းခီးစင်တော်လကောင်ပြည်ပခီးကန်ကန်တော်လကောင်တော့အကန်လေးတွေရှိတယ်အခက်ခက်တင်းကုန်လေးတွေဂျုံတွေ့ပြီးတော့ခီးစင်တွေအစာပိုင်းလေးတွေမှာပေါ့နော်အခက်ခက်တင်းကုန်လေးဂျုံတွေ့ပြီးမှအဆင်ပြေမယ်ပေါ့နော်အဲ့လိုမျိုးလေးတွေတော့ရှိတယ်အဲ့တော့ဒီလအတွက်အချိုးပေးကနန်းလေးတွေကတော့နှစ်ကနန်းကိုးကနန်းသုံးကနန်းကတော့အချိုးပေး lucky ကနန်းလေးတွေဖြစ်ပါတယ်နော်အချိုးပေးကာလာလေးကတော့ပန်းစီရောင်လေးတွေနီညိုပွင့်နီညိုရောင်ဖြူပွင့်ဖြူရောင်လေးကဒီလအတွက် lucky ရောင်လေးတွေဖြစ်တဲ့အတွက်အရေးကြီးသောလုပ်ငန်းကိစ္စအရေးကြီးသောနော်ဒီစကားတွေပြောတဲ့နေရာမှာအရေးကြီးသောအကြောင်းအရာကိစ္စတွေမှာ ပြုလို့ပြောဆိုတဲ့နေရာမှာဝစ်စင်အသုံးပြုခြင်းဖြင့်ကံစာတာပွင့်လန်းစေပါလိမ့်မယ်အဲ့တော့ဒီတလာလုံးပေါ့နော်ကိုကအစဉ်ပြေစေဖို့အတွက်ကံကောင်းစေဖို့အတွက်ပြုလို့ရမယ့်ရေဒီယာလေးတွေပြောပေးပါမယ်ဒီတလာလုံးကံကောင်းခြင်းနဲ့ရရအစဉ်ပြေဖို့အတွက်ပြုလို့ရမယ့်ရေဒီယာလေးကတော့မိမိအိမ်ဖျားမှာအလေးနိုင်ကိုတိုင်းကြံရည်လေးတစ်ခွက်ကြာစံကြော်လေးတစ်ပွဲလှူပေးပါနော်နောက်ပြီးတော့တက်ကြီးရွယ်အိုလေးတွေပေါ့နော်မရှိစင်းတဲ့တက်ကြီးရွယ်အိုလေးတွေဆန်စီစေးလှူပေးတာဆေးဝါးတက်စာလှူပေးတာမျိုးပြုလို့ပါမိုးလင်းနာနဲ့လက်ပွင့်ကာလာလက်နိုးကာလာလေးရွတ်ပြီးတော့ရှင်သန်ပေးပါတဲ့နော်ဒီတလာအတွက်ကံကောင်းခြင်းနဲ့ရရှိလာမှာဖြစ် ဖြစ်ပါတယ်ဒီရေရာလေးတွေဒီကာရာလေးတွေရွပွားပြီးတော့ကန်ကောက်မှုတွေရှာယူပေးပါယနေ့မှစတင်းငုံနေသားသမီးတွေအဆအဆအရအဆင်ပြေမှုရှိကြပါစေလုပ်ငန်းစီးပွားပိုင်းတွေလည်းတိုးတက်ကြပါစေအသက်ရှူတိုင်းလည်းဝင်ငွေတွေတိုးကြပါစေယောဂပေးအနေပေးတွေကင်ဝေးပြီးစိတ်ကြီးချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ပါစေလို့ဆရာမကလည်းဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင်